စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းဗမောက်မြို့နယ်စစ်ပေးတဲ့ကြောင်လည်းနဲ့ပင်ခါကျေးရွာသားတွေကိုမန်စီကြီးဒေသိရှမ်းနေစာပေနဲ့ရိုးရရင်ကျင်းမှုအဖွဲ့ကငွေသားနဲ့စားနပ်ရိက္ခာတွေမလ16ရက်နေ့ကတွားရောက်ထောက်ပံ့ကူညီခဲ့တယ်လို့သိရပါဗယ်ငွေကျပ်သိန်း120တန်ဖိုးရှိတဲ့စံစီစားငပိစက်ပြမုံနဲ့အဝတ်စားတွေကိုမန်စီကြီးဒေသိရှမ်းနေစာပေနဲ့ရိုးရရင်ကျင်းမှုအဖွဲ့ကတွားရောက်ထောက်ပံ့ကူညီခဲ့တာလို့သိရပါဗယ်ပြီးခဲ့တဲ့2025ခုနှစ်ဇန်နဝါရီ29ရက်ကရှမ်းနေအမျိုးသားများတက်မတော် SN နဲ့ ကရှင်လွတ်မြောက်ရေးတပ်မတော် KIA PDF ပူးပေါင်းတပ်ဖွဲ့တို့အကြားကြောင်းလဲပင်ခါကြေးရွာတွေမှာတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။အဲ့ဒီနောက်ဇန်နဝါရီ30ရက်မှာကြောင်းလဲကြေးရွာနဲ့ပင်ခါကြေးရွာကကြေးရွာသူကြေးရွာသား900ကျော်ကို KIA PDF တို့ကအခြားဒေသတို့ပို့ဆောင်လိုက်ပြီးလက်ရှိချိန်ထိပြန်လည်လွှတ်ပေးခြင်းမရှိသေးဘူးလို့လည်းသိရပါတယ်။ဖေဖော်ဝါရီ15ရက်အထိတိုက်ပွဲပြင်းထန်ခဲ့ပြီးတဲ့နောက်ညနေ6နာရီဝန်းကျင်မှာ KIA PDF ရဲ့ပူးပေါင်းတပ်ဖွဲ့တို့ကကြောင်းလဲပင်ခါကနေပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့သိရပါတယ်။ KR ရဲ့ PDF တို့ခေါ်ဆောင်သွားစဉ်တော်ရဲဟင်းရှာနေသူနဲ့ခြားဒေသကိုအလုတ်သွားရောက်လောက်ကင်နေသူအချို့သာကြောင်လဲပင်ခါရွာအတွင်းပြန်လဲဝင်ရောက်နိုင်သေးတယ်လို့သိရပါတယ်။ရွာအတွင်းပြန်လဲဝင်ရောက်ခဲ့သူတွေကိုမန်စီကြီးဒေစိတ်ချမ်းဒီစာပေနဲ့ရိုးရရင်ကျင်းမှုအဖွဲ့ကစာနာရိက္ခာတွေကူညီပေးခဲ့တယ်လို့သိရပါတယ်။အလားတူမန်စီကြီးဆေးရုံတက်နေတဲ့ဒေသခံပြည်သူတွေကိုလည်းစာနာရိက္ခာနဲ့ငွေသားတွေတွားရောက်ထောက်ပံ့ကူညီပေးခဲ့ကြတယ်လို့သိရပါတယ်။